အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမတွေ့ထားညိုရေးသားတော့မရှိဝမ်းသာရှိတဲ့စားလို့အမိရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာမရှိဝမ်းသာရှိတဲ့စားရေချိုးကုန်မှာနေအောင်ဆူဆူကြနေသည်ဝေးရဝေးရင်နာရီကြည့်လိုက်သည်ဆယ်နာရီမှတ်တယ်ဘီးကြော့ပတ်ထားသောတကောက်ခွက်စပင်းတွေကိုဖြီးချရင်ဘီးဖြင့်ခတ်တွတ်တွတ်ဆွဲချသည်ဝေးရီခေါင်းချော်မလို့လားဟုတ်ကဲ့အဖွား ဒီနေ့ဘာနေတော့တနေလာပါအဖာဝေရီကိုပစက်ကိုကိုရိုက်ပြလိုက်ရှင်သည်ဘာဖြစ်လို့များနေလွှဲ၍မပြောမိပါလဲဒီအဘွားเจ้าကိုသူသိပါလျက်ဝေရီကိုကထူလွန်းအလွန်ပါသည်ဟဲ့ကရင်သားမွေးခေါင်းမစေးလေနဲ့လေဒီကလေးပြောထားလျက်နဲ့မစင်မချင်းလောက်ပြန်ပြီသွားပြီထင်သည့်အတိုင်းပါပဲတပြည့်တော့ပြောမဆုံးတော့မှန်းဝေရီသိနေသည်မလျှော်လို့လည်းမဖြစ်တော့ နန္ဒကထမင်းချက်အပြီးမိကြီးကရဲရဲတွေပေါ်ရေလောင်းချလိုက်မိသည်ပြာတွေကလွင့်ကနေတက်လာပြီးဝေကြီးခေါင်းပေါ်မှာဖွေးကနေကြသည်လက်ပြင်တက်ကြသည်ရင်ဆွေးကြောက်သပင်မှာကတ်ကုန်သည်ထိုကနာဥယျာဘုရားကရာကြီးကြီးနဲ့ချက်ချင်းခေါင်းချော့ခြင်းစိတ်တွေပေါ်ပေါက်လာသည်ဒီအဘွားကရေချိုးကောင်းချော်တော်သူအဆုံးမနဲ့လုတ်ကင်း၍မရမှန်တိတ်နေပါလေရဲ့ဝေရီမစင်ခြင်းမိမချော်မဖြစ်သည့်အဆုံးကောင်းချော်ရေဘူးကိုဖွဲ့ယူရန် ်ရေရှိုးကုန်စီထွက်လာသည် ဝေရီကသဖင်ရှိသမားဖြစ်၍မကြကနာခေါင်းချော့ခြင်းစိတ်တွေဖြစ်မိသည်ယခုလိုအနွေရသည်မှာပိုဆိုးသည်ဖုန်နှင့်ချွေးကဝေရီသဖင်ရှိကြီးကို မကြကနာစိတ်ကက်ကက်ဖြစ်စေသည်ဝေရီသဖင်ကထူလဲထူအုံလဲကောင်း၍ချော်တိုင်းလဲကရီးကထများလွန်လာသည် အဖွားကိုကြောက်ကြောက်ရွံ့ခေါင်းချော်ရရွေးရတွေကလည်းအလौတခုပါပဲကမွန်သည်ချော်ရည်ဖြင့်မချော်ရပြိုင်လျင်လည်းအဖွားကမကြိုက် ဝင်းကြီးကလူငယ်တဘာဝတီဗီမှလာတော့ခေါင်းချော့ရီတမျိုးပြီးတမျိုးကိုတုံးကြည့်ခြင်းမိသည်အဖွားကကမွန်းတရော်လာမကောင်းဟု ပြောမည်အမှန်လဲတချို့ခေါင်းချော့ရီများတရော်ကမွန်းလာမကောင်းလာပါချော်လိုက်သည်နှင့်ဘောက်ထလွန်၍ရက်ပြက်လိုက်ရသောခေါင်းချော့ရီမျိုးလည်းရှိပါသည်ဝင်းကြီးကမျိုးစုံအောင်ချော်ကြည့်ပြီးမှအစဉ်ပြေသောခေါင်းချော်ရည်တစ်မျိုးကတစ်မျိုးတည်းကိုသာဆွဆွဲမြဲမြဲတုံးပြခဲ့သည် အဖွားကတမတ်ရိုးကြအဖွားပါ အသက်80ကျော်၍ကွန်တီလုံးလောက်သာရှိသောသူ့စပင်ကလေးကိုနိကာချက်ထင်လွန်သည်အဖွားစပင်ပင် ရှိတော့မည်ဆိုလျင်တအိမ်လုံးအလုံးများတော့သည်ဗဇက်ကလည်းပြစ်တိပြစ်တောက်ပြောသေးသည်အဖွားစပင်လျှော်တော့မည်ဆိုလျင်တအိမ်လုံးအလုံးများတော့သည်ဗဇက်ကလည်းပြစ်တိပြစ်တောက်ပြောတတ်သေးသည်ဟဲ့မိမင်းဒီနေ့ဘာနေ့တော့ဝင်းကြီးအမေဒေါခင်မင်းကသူ့အမေကြရဲ့အလိုလိုက်သည်သည် ဒီနေ့စနေလေးအမေ OCD ပြီးအောင်ချော်ဆိုချော်လို့ရတာဗောအမေရဲ့အေးအေးဒါဆိုအမေအတွက်ကမွန်ဒီကနေပြုတ်စမ်းမြေအိုးနဲ့ပြုတ်နော်ဓာန်အိုးနဲ့မပြုတ်နဲ့တယော်လေးနဲ့ထက်လို့အိုးဒီတော့စတီအိုးနဲ့ခစားနေသည့်အချိန်မှာအဖွားပြောသည့်မြေအိုးက ဝေရီတို့တအိမ်သာရှိမည်ထင်သည်အဖွားကမြေအိုးမှမြေအိုးတို့စရာပြုတ်လဲမြေအိုးပဲပြုတ်လဲမြေအိုး ဝေရီတို့အိမ်ကလျှက်စစ်မီးပွန်နဲ့ပေါင်းအိုးကိုအတုံးများတော်လေအဖွားအကြိုက်လှုပ်ပေးနေရ၍မြေအိုးပေါက်စီလေးတွေဝယ်ထားရသည်နှွေဆိုလျင်ဝေရီတို့ရက်မှာတခွန်တိုင်းဘက်မှအိုးလဲတွေလာသည်အိုးတွေတနင်္တဘိုးနဲ့ဝါးတိုင်းတွေထောင်ပြီးကောက်ရိုးညက်တင်လာတော့အိုးလဲတွေလာတိုင်းဝေရီတို့သားအမိအိုးဝယ်ထွက်ရစမြဲအမိအတွက်ပန်းအိုး ဝေကြီးအတွက်အိုးဘုံအဖွားအတွက်အိုးပေါက်စီလေးတွေဝယ်ပြီးခောက်တော့ခောက်ပြန်တရသည်ဝေကြီးကကစားစရာရရပြောသလိုအဖွားလည်းပြောသည် သူ့အိုးလေးတွေကိုခောက်ကြည့်ရင်ဒါကဖြင်းအိုးဒါကအတာအိုးဒါကတို့စရာအပြုတ်အိုးဒါကကမွန်ဒီပြုတ်ကိုခွဲချရင် အဖွားတယောက်အလုံးများနေတတ်သည်စိတ်မကျေနပ်လျက်စိတ်မကျေနပ်လျင် ဝေကြီးကိုခေါ်ပြီးအိုးသက်တွေထံသူကိုယ်တိုင်သွားတတ်သည် ။အိုးစက်တွေကဝေရီတို့ရက်ွက်အနီးကာပေါင်ကြီးမှာနှစ်ရက်သုံးရက်စက္ကန်းချ၍ရောင်းတတ်သည်။ပြီးမှအနီးနာရွာပတ်ဝန်းကျင်တွေကိုလှည့်လည်၍ရောင်းသည်။အိုးဆိုတာခောက်ကြည့်ရတယ်အေး။တင်ကနေတင်ကနေမြေမှာအိုးကညီတို့ကြာဘူးသားပဲ။ထောင်းထောင်းမြေမှာအိုးတောင်းလွန်းတောင်းလွန်းတယ်မှာကြိုးဆိုတာအေး။အကိုခေအိုးတွေခောက်ရတာအာမရပါဘူးအိုးတဲ့တွေကအဖွားကိုအကြောင်းသိနေသည် အဖွားရွေးတဲ့မြတ်တဲငင်းခံကြသည် စိတ်မချသူကအဖေပါ အဖွားအမိုးအိုးတွေကိုတပွေတပိုက်ကြီးနဲ့ပြန်လာလျင်အမေကလည်းဒီခေတ်မှာဒီအိုးတွေဘာလို့ဖို့အများကြီးဝယ်လာလဲမသိဘူးရှက်တော့ဖြင့်ပေါင်းအိုးနဲ့ရှက်ဆက်လဲအဖေမပြောရဲပါရောက်ကမှအဖေပြေပြောထွက်သည်ထင်ပါအဖေဆိုသည် အဖေက အဖွားကိုလေးလေးဆဆသာဆက်ဆံသည်မင်းတို့နဲ့မြေအိုးထမင်းမစားဘူးလို့ပါမင်းတို့ပေါင်းအိုးလို့မဟုတ်ဘူး မြေနံလေးကိုတင်းလို့တခါတလေတော့တော့ချက်ကျွေးပါဦးမယ်တော်အဖေကအတိုက်ခံမှာပြောချက်ဆိုချက်လိုက်ดิကမွန်ဒီပြုတ်ဆိုပြုတ်လိုက်ดิတကယ်ဆိုကမွန်ဒီခေါင်းချော့ရေထုတ်တွေဝင်ရီတို့လမ်းထိတ်มาရောက်มาดิအချိန်ကုန်ကြမခံပဲဝဲပေးလိုက်နေရင်ပေးดิတိုးတော်လဲအဖွားနဲ့ကမဖြစ်ကမွန်ဒီတွေကမလက်မဆက်တယောကလည်းမကောင်းဘယ်နဲ့ရဲ့ဘယ်နဲ့ကာလတွေကြာနေမှမသိဘူးမချော်နိုင်ပါဘူးတော် တခြားလို့ပြောလိုက်တော့သူ့အမေဆိတ်ချမ်းတာအောင်အမေမှာပြာကြီးပြာရာထထုတ်ပေးမြေအဖွားကဇော့အဖွားပါ ယခုလည်းကြည်ဝေကြီးအနာမှာရစ်တီရစ်တီလုံနေသည် ကရင်သားမွေးဆိုမှဗန္ဒရံများချောင်းရလို့လေတနင်းလာဗုဒ္ဓဟူတောက်ကြကြာသာပရိဘောတော်အဖွားဟာကတပတ်မှာခုနှစ်ရက်ရှိတာ လေးရက်မလျှော်ရဘူးဆိုတော့ဘာများကြံ့လို့လေခေါင်းကညစ်ပတ်ပါတယ်ဆိုမှဘလို့လို့စောင့်နေနိုင်ပါလေ အဖေကပြောလေမင်္ဂလာရှိအောင်နေမင်္ဂလာရှိတယ်တဲ့အစွဲလမ်းမထားရဘူးတဲ့ဟဲ့ဝေကြီးအဖွားကဘာလို့ပြန်ပြောနေတာလဲသူပြောစလို့လှုပ်လိုက်တော့ဘလောက်ပင်ပန်းသွားမှာလဲအမေကအော်ပြီးသူ့အမေထိလိုက်ရင်ဒီလိုပါပဲအဖေကလည်းပြောနေကြအဖေကတန်းချင်းခံနိုင်၍တော်သေးသည်ဒီနေ့တော့တန်းချင်းမခံနိုင်၍ဝေကြီးစိုးမိတ်ပြီးချော်ပြသည်အဖွားကဝေကြီးနာမှာရည်တည်ရည်တည်လုပ်နေသည် အဖွားမျက်နာမကြည့်မလင်ကဝေကြီးကိုမကြည့်နှမ်းမှန်းသိတာသည်ဝေကြီးမှာမတိဟန်ဆောင်နေလိုက်သည်ညံ့ညံ့လဲချော်အုံးနေကလည်းပူးနေပြီတော်ကြလက်လက်ဖြစ်နေအောင်မယ်အဖွားကမပြောတာမပြောတာပြောတာပြောလိုက်သေးသည်လက်လက်ဆိုတာဝေကြီးတို့အမျိုးတည်းကပါအသက်30ကျော်နဲ့နေမိုးတက်ချိန်ခေါင်းချော်ပြီးခဏကြာခေါင်းမူးတယ်ဟုဆိုကအသိဆုံးသွားခဲ့ခြင်းဖြစ်သည် ဒီအထိပြောလာပြီးဆိုမှအဖွားစိတ်တဲ့အတော်ကြီးစိတ်မချမ်းမသာဖြစ်နေမှန်းသိတာသည်အဖွားပြောသလိုအဖွားပြောနေသလိုနေကလည်းပူလာပါသည် ရေကုန်ရေချိုးကုန်ကလည်းအရင်လို အရေးအာဝါဒမရှိလားကိုယ့်အရက်နဲ့ကိုယ့်ဆက်ဖြစ်ရည်အရေးကောင်းသောနေရာမှာ ရေချိုးကုန်လှူထားခြင်းသာဖြစ်လေသည်ဝေကြီးကြောက်စီပိုင်းအတွင်းမှရေကိုလက်ဖြင့်နှိုက်ကြည့်လိုက်သည်ရခင်လိုအေးစိတ်မနေပဲရေကခန့်နှွေးနှွေးဖြစ်နေသည် နာဂေမုံတိုင်းတိုက်ပီးကလေးကဝေကြီးတို့ရှန်ထဲမှာအရေးအာဝါဒကင်းသွားသည်ရာသီမရွေးဝေစာနေသောတိပင်ကြီးတွေအတုံယုံပြိုလဲကုန်သည်ရေချိုးကုန်ကိုအုံမိုးထားသောရေချိုးကုန်ကိုအုံမိုးထားသော လုံးဘတ်ထွားချမ်းရှိလာသည့်ဗထောက်ပင်ကြီးလည်းတင်္ခါရသဘောဆောင်သွားသည် ခရေပင်ပူကလေးလည်းအနှိမ့်စသဘောပြသွားခဲ့သည်ကိုကိုပင်ကြီးများနဲ့မကြီးပင်ကြီးများသည်လည်းဖြစ်ပျက်ကုန်မလွန်ဆန်နိုင်ကြအဖအားကြီးလက်သုံးစကားအဆုံးအမများကြောင့်ထိုအပင်ကြီးတွေအတွက်စိတ်မကောင်းဖြစ်မိတော့လေ ဝယ်ရည်ဖြစ်တာသည်မကြီးပြင်းနားမှာအတိုက်ပြုတ်လုံနေသောဗျိုင်းမိသားစုရိုးမိသားစုကိုတော့ဝယ်ရည်လွမ်းပါသည်နှစ်စဉ်လာနေကြဖြစ်၍သူတို့၏လှုပ်ရှားမှုကို ကြည့်ရသည့်အရာတာကိုဝယ်ရည်သဘောကြသည်ဝယ်ရည်တို့ချန်ထဲမှာသူတို့အတွက်အန္တရာယ်မရှိ၍စိတ်တန်းကြနေနေကြသည်လူရသည်ကလေးလေးတဖြူဖြူနှင့်ဂျိုးကုတန်ချွန်းနှဲ့နှဲ့ကိုကြားလိုက်၏ဝေရီတနေရရာကို လွမ်းတက်စမြဲထိုအလွန်ထိုအလွန်သည်အမျိုးအမည်မကွဲပြား၍လွမ်းရတာအရသာရှိလာသည် ြေကွဲလမ်းဆိုခြင်းမျိုးမဟုတ်ပဲကြည်လင်ဆွပြန့်စွာလမ်းမောခြင်းဖြစ်ပါသည်ယခုတော့ထိုအရသာလည်းမရှိတော့ကြည်ကြည်ကြကြအော်ဒတ်တော်စာဝတီငှက်တိုက်သည်လေအိမ်ကိုဝင်လိုက်ထွက်လိုက်လုပ်နေသည်အိမ်မှာအစီအရေဆောက်ထားသောဆန်အိတ်တွေကိုနှုတ်သီးနှင့်ဖောက်ထိုးစားလိုက်ရှေးပါသွားလိုက်လုပ်နေ၍ဝေရင်နှင့်စာသားတိုင်းမကြာခဏရန်ဖြစ်ရသည်သူတို့ခမရလဲအပြေပြောလို့မရ အရေးခွတ်စရာတည်ပင်ကြီးကြီးမားမားမရှိတော့၍ဝေရီတို့နှစ်ထိုက်အင်ကြီးတွေသူတို့အတွက်နားခွရာဘူမိနတ်တန်ဖြစ်နေခဲ့သည်ဒီအတွက်ဝေရီနာခေကိုစိတ်နာသည်ဝေရီတို့နိုင်ငံကုံဆောင်စပတ်ကြီးကိုဖျက်ဆီးပြေုံသာမကအသက်အိုးရင်စီးတိမ်ပေါင်းများစွာလည်းပျက်စီးခဲ့ရသည်တမိုင်းတစ်ချောင်းလုံးမမေ့နိုင်သောအတိတ်ဆိုးကြီးကိုနာခေကခြံထားရစ်ခဲ့သည် နာခေအကြောင်းပြောလိုက်ရင်စိတ်အဆိုးဆုံးကဝေရီပါကြီးဝန်ွယ်ဥကျော်အောင်ဖြစ်သည် နာဂေးဟုစကားဆလိုက်သည်နှင့်မျက်နာချင်းသည်စကားစပြက်ပြီးစကားဝိုင်းမှဝုန်းကနေထပြေတတ်စမည်သူဇနီးကြီးတော်မအေးလာကအခါခွင့်တင်တိုင်းနှင့်တိတ်ရှာသည်တော်ကားတဲ့တော်သူများတွေအသက်တောင်တရားသေးတာတော်ကဒီလောက်လေးဖြစ်တာစမ်းသလားအားသာပေးရသည်ကြီးတော်မျက်နာကြီးကလည်းပြုံးစစ်စစ်ရဲ့ပါဗာကြီးတော်မျက်နာကြီးပူရဲသွားသည်နေမအပြောကောင်းတေရာမကောင်းသည် လူဆိုတာအတတ်နဲ့လူလောက်တာမဟုတ်ဘူးအချက်နဲ့လူလောက်တာဟာမိုးသားဘာကြီးနဲ့ဘာကြီးပြောမှကြီးတော်မျက်နာမျက်နှာပိုးတက်သွားသည်ဒုက္ခများရှက်မြည်ဆိုလဲရှက်เสียရပါနားခေတိုက်သည့်နန္ဒကသူတို့အိမ်မှာလင်မယားနှစ်ယောက်တည်းရှိသည်ဟုဆိုသည်သူတို့အိမ်ကရွာအရှိတ်ဘက်လဲခွေးများအလယ်မှာဖြစ်သည့်အပြင်အိမ်ကောင်းကလည်းမြင်လိုက်သေးသည်တစ်ပင်အကာအွယ်လည်းမရှိပေနားခေကကြီးစဲခြင်းတိုင်းကြီးတဲ့ခွင့်ရလေသည်လေအပြင်ထပ်သောအချိန်မှာတဲခေါက်မူ တော်ပြားကြီးတစ်ချက်ကဟာစီစီဖြစ်နေ၍ဘာကြီးကြုံမှာတက်၍တွဲလဲခိုထားသည်ဟုဆိုသည်တနာယီနီပါတွဲလဲခိုထားသည့်နောက်လေကလည်းပြင်းထန်ထန်ပြင်းလာသည် နောက်ဆုံးလေတစ်ချက်ကပြင်းပြင်းထန်ထန်ဆောင်းအတွန်းမှာတော်ပြားချက်ကြီးလန်ထွက်သွားပြီးလူပါလေဟုံစည်းစလိုပါသွားခဲ့သည်ကန်ဆိုးကျင်တော့ပဆိုးကကြံနေခဲ့သည်ဘာကြီးကများယင်ထိတ်သေးပုံနဲ့တတိလက်လော့ပါသွားတဲ့ဖြင့်တခေါ်လာဝေးသည် ုံကြီးချောင်းဝင်းထဲရှိတဲပုံပေါ်ဒလိန်ခောက်ခွေကြသွားချခဲ့သည်အရေးတဲ့ဖုံကြီးချောင်းဝင်းထဲမှာအလှလုံနေ၍လူတွေတစုတဝေးတည်းရှိနေ၍ရက်ွက်အတွင်မှလေးခုနေသူတည်းရှိလေသည်ဘာကြီးအဖြစ်မြင်တော့လူတွေမှာတအံတအောဖြစ်ပြီးဝိုင်းဝန်းကြည့်ရှုကြသည်တဲ့ဘာကြီးကခဏတစ်ဖြုတ်တတိလက်ပြီးမကြခင်တတိရလာခဲ့သည်သူကများမင်းစီတွေကွယ်ဒူးပြဲယုံဒံရရတော့လဲချက်စိအကြောင်းအိယာထဲလဲခဲ့ရသည် ဘာကြီးကြောင့်လူတွေမှာငိုအားထက်ရဲအားတန်ခဲ့ရသည်ဘာကြီးအကြောင်းတွေးလျင်ဝေရီရီကျင်သည်ဝေရီတော်တော်ချော်လေတမီးအဖွားစိတ်ဆိုးနေတယ်အဲ့ဒါပဲကြည်ခေါင်းချော်တာစိတ်ဆိုးเสียလားလို့အဖွားနေတော့ခတ်ပြီးဒီသဘင်ရှိကြီးကိုသူပဲထားခိုင်းခဲ့သည်ဝင်းကြီးမှာအတက်ကလေးငငယ်နဲ့သဘင်မနိုင်မနှင်းကြီးကိုတဲပိုးထားရသည့်ဒုက္ခကိုအဖွားကြောင့်တင်းကျင်းခံနေရသည်အဖွားကသဘင်နှင်းပတ်သက်လျင်အဆွဲလန်းကြည့်သည် ဝေယီငငယ်ကနားထောင်ခဲ့ရသောအဲ့ရဝင်ပုံမြင်များထဲမှအဖွားဤသဘင်တူကြီးအကြောင်းကဝေယီကိုအထိတ်တလန့်နှင့်ဆွဲလန်းစေခဲ့သည် ထိုသဘင်တူကြီးကအဖွားထံမှယခုတိုင်ရှိနေသည်ဂုံယူမြန်နိုးစရာအဖြစ်တားစင်မြေဆက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟဲ့မိမတို့ဖုံစတုံးနဲ့ငါတို့တမျိုးလုံးသဘင်ကောင်းကြတာသဘင်ဆိုအမြတ်တနှုံးနဲ့တယိုးတတိထားကြတာငါတို့အတော်တည်းဆို ခေါင်းဖီးတို့ဇပင်းလေးတစ်ချောင်းကျွ့ရင်တော့မိုးရတာအမောအဲ့ဒီတုန်းကငါတို့ကခလေးပဲရှိသေးတာအတော်ဒီခေါင်းဖီးရင်စီလွင်းရင်ငေးကြည့်ရတာအမောတို့အဘွားဆိုဇပင်းရှိတာတရက်ကျော်ကြီးမြေကြီးမှာပုံနေတာဗောခေါင်းလျှော်ရင်လူတစ်ယောက်ကကိုပြီးချော်ရတာအဘွားကအဲ့ဒီဇပင်းရှိကြီးကိုသဘောကျတော့မြည်တယ်မြက်တယ်တဘောကြတော့ မြင်းနေမြေတွေနဲ့အများကြီးတင်တောင်းတာတဲ့ဒါပေမဲ့အဖွားခမရကံမကောင်းချပါဘူးခလေး၃ယောက်ရောက်တော့ဂျပန်ခေကြီးထဲမှာတေးရောတေးတော့လေအခေါင်းပြင်မဝယ်မရတော့ဖြာလိမ့်နဲ့ချရတယ်လူတွေကဖြာနဲ့လိုက်ပြီးတော့ထန်းသွားသပင်းတွေလည်းမနိုင်လို့လမ်းမှာတထွေးကြီးနဲ့ပြေကြတာပေါ့အဖွားကမျက်ရည်ဆက်လက်နဲ့သပင်းတွေပွေပိုက်ပြီးလိုက်သွားတယ်လေတင်းကြိုင်းနဲ့ရောက်ရောသူ့မိမသပင်းတွေ မပြည့်ရဘူးဆိုပြီးဖြတ်ယူခဲ့တာအိမ်ရောက်တော့တယောကမိုးနဲ့ချော်ပြီးရုံးအင်ကြီးတဲ့ထဲ့ပြီးတင်ထားခဲ့တာသူမိမတတိယတိုင်းလဲထုတ်ကြည့်ရတာအမောရုံးအင်ကြီးစေးသားกว่าနေတာကြည့်ပြီးတော့ဟင်အဖိုးကနောက်အိမ်တော်မပြူဘူးလားအိုးကြံကြီးစီရအေးအဖွားတေတော့30ဆိုလားရှိသေးတာတဲ့တမီးလေးတွေနဲ့တေတဲ့အထိနေသွားတာပဲစီးပွားဥစ္စာလည်းရှိပါ အဖိုးကသူ့မိန်းမအမွေကိုသမီးတွေတဲကတော့အကြီးဆုံးကိုလွှဲခဲ့တာအဲ့ဒါတို့အမေပေါ့အမေကလည်းငါ့ကိုပြန်လွှဲခဲ့တော့ငါထိန်းသိမ်းခဲ့ရတာပေါ့အေးအဖွားကဇဒူးကြီးထိန်းသိမ်းရသည်ကိုခေါယူနေသလားဝီယီမာဇဒူးထဲထားသည့်ယုံအစ်ကိုမြင်တိုင်းလန့်နေခဲ့သည် ထုံးတဲ့အတိုင်းဆိုလျင်တော့အမွေဆက်ခံရမည်သူကဝီယီဖြစ်နေသည်ဘာဖြစ်လို့များဒီသဖြင့်ကြီးကိုတားစင်မြဲဆက်ထိန်းသိမ်းခဲ့ပါလဲဟုဝေယီမကြာခဏတွေးမိသည် ရေးကြီးဖြစ်ရသည့်ဘဝကိုလည်းမလွယ်ဘူးလားဝေရီတွတ်တွတ်လို့အဖွာစိတ်ဆိုးနေတယ်ရေကိုတပြန်းပြန်းလောင်းချရင်ခေါင်းကျော်ခြင်းကိုလက်ဆာတက်လိုက်သည်ဝေရီအဖြစ်ကလည်းကြည်ဘယ်နေရာမှမလွတ်လပ်သည့်ဘဝပါအိမ်ပေါ်တက်တော့အဖွာမျက်ဆောင်ကဒိန်းကနေရောက်လာသည်သပင်းလေးကိုရေအပြေးလွှားတော့ရသည်ရခင်ရင်းဆိုလည်းရင် အဖွာကူတော့ပေးနေကြပါဒီနေ့မှာတော့ဒီသပင်းရှိကြီးနဲ့ဝေရီ လုံးလဲ့လိုက်ရင်အ мян အလျှောက်ခံရသည်တခါတလေတော့လေဝေရီးစပင်အတူကလေးနှင့်နေခြင်းသာဆိုင်ထဲကိုရောက်ချိန်မှာလူတွေပြည့်ကျက်နေသည် တငယ်ချင်းတန်နာကစပင်ညှက်နေရင်မှခေါင်းညိတ်နေရပေသည်ဆိုင်တွင်မှရှိနေသူအားလုံးဝေရီးကိုကြည့်နေကြသည် မကြည့်ခံနိုင်ရောလားစပင်ရှိတထွေးကြီးကိုတိမ့်ပယ်ထိုင်လိုက်ရင်ပေါင်ပေါ်မှာအပုံကြီးဖြစ်နေသည်ကဝေရီးဤထူးခြားမှုပါဟာခုမှပဲပေါ်လာတော့တယ်မျောနေတာကြာပြီ ဘဲနဲ့လဲအဖွာရောပိုင်ပြီလားငယ်တငယ်ချင်းဖြစ်၍တဏှာကအတွင်းသည့်အစင်းသည့်ဖြစ်နေသည်အဖျားလေးပဲဆိုတော့ तू မသိပါဘူးအများကြီးလည်းမလုံရဲပါဘူးအေးပါငါလည်းမလုံမလုံရဲပေးပါဘူးနေအဖွာကလွယ်တာမဟုတ်ဘူးဒါပေမဲ့အဖျားတိလိုက်ရင်နေစပင်ပို့ပြီးအရှိမြန်မှာဒါကြောင့်တိုက်တွန်းတာဒါပေမဲ့ဒီခေတ်မှာနေစပင်ကြီးကမမိုက်ပါဘူးဟာတဏှာပြောလဲပြောเสียရပါ ။ဇပင်တို့ပုံစံမျိုးမျိုးခေစားနေချိန်မှာဝေရီဇပင်ကြီးကတည်တည်ချာချာဖြစ်နေသည်။သွားတုတ်တုတ်စားတုတ်တုတ်ဆိုလျင်ဇပင်ကြီးကအလौဒခုဖြစ်နေ၍ဝေရီလည်းစိတ်ကုန်လှပါပြီ။အဖွားကြောင့်သာမဟုတ်လျင်ဝေရီနဲ့ဇပင်ကလမ်းခွဲခဲ့တာကြာခဲ့ပြီ။မိမတို့ဖုံဇဒုံနဲ့ကျက်တည်ရဘလောက်ရှိတယ်မှတ်လေ။မိမတန်ကိုမြင့်နေအေးအဖွားကထင်ရပြောမြေဝီရီကလည်းလေးလေးတလို့ပြန်ပြောမြေဒီခေတ်မှာသပင်ကအဓိကမဟုတ်ဘူး က်တောင်တက်တာနဲ့ပေါ့ပေါ့ပါပါရှိဖို့ကအရေးကြီးတာ အထက်ကအလောက်အကိုင်းနဲ့ပညာရည်ရှင်းမှာအဖွားရဲ့မြေပွားနေယောက်ျားအမြဲဆက်ဆက်ပေးရသူကအဖေရဲ့ပါ ကြာတော့အဖေကိုအားနာ၍ဝေးရီတင်းချင်းခံနေလိုက်သည်ဇပင်းဆိုင်ရောက်တော့ဇပင်းပုံစံမျိုးမျိုးကိုကြည့်ရင် ဝေးရီစိတ်တွေမှာမယိုးမယွဖြစ်လာသည်အသက်အရွယ်နဲ့လိုက်ဖက်သောဇပင်းပုံစံမျိုးမျိုးကိုဝေးရီထားကြည့်ခြင်းသည် တန်တာက အမျိုးသမီးကြီးတဦးကိုသဖင်ကောက်ပေးရင်မကြာခဏစကားလှမ်းလှမ်းပြောနေသည်သူသဖင်ကောက်ပေးနေသောအမျိုးသမီးကိုကြည့်ရင်ဝေကြီးအံ့ဩနေသည်မျိုးပြီးညစ်နေသောအသားရည်ကခန္ဓာကိုယ်မှာကပ်နေသည်ဟောက်ဘက်ဖြစ်နေသောမြက်ကွင်းကွန်စာထား၍ရဲတွင်းနေသောသွားတို့ကအလှပြင်ဆိုင်နှင့်နည်းနည်းလေးမှမအပ်ဆက်သူမျက်နာသည် အလှအပထက်တောကားတို့သာကြီးစိုးနေမှန်းသိသာသည်ဒါနဲ့များသူသဖင်ကောက်နေသေးသည် ဝေရင်စိတ်တဲ့အလိုက်မသိစွာဖြင့်အပြစ်တင်နေမိသည်ကရုံးသာကရုံးသာသာသပင်တိုးစီလေးတွေကိုကက်ကက်တက်တက်ကောက်ပေးနေသောတဏှာကိုလည်းအံ့ဩသည် မထူးလားမလိုက်ဖက်ဘူးဟုမပြောဘဲသပင်ရလျင်ပြီးရောဟုသဘောထားနေသလားမသိမကြခင်ထိုအမျိုးသမီးသပင်ကိစ္စပြီးသွားသည်ပြားချက်နေသောရင်အုံတွင်မှကတိကတ်တက်နှှ့ယူ၍ပတ်ဆက်နေကလေးထွက်လာပြီးတဏှာကိုပေးသည် န္တာကလှမ်းယူပြီးဇပွဲပေါ်တင်ထားလိုက်သည် ရေတွက်ချင်းပင်မရှိဆိုင်တွေးမှထိုအမျိုးသမီးနှင့် ကောင်မလေး၃ယောက်ထွက်သွားသည်သူတို့ကတဖွဲ့တည်းဖြစ်ပုံရသည် ကောင်မလေးတွေကဇပင်ပုံစံဆင်တူလေးတွေဖြစ်ပါသည်အေးမောလိုက်တာတော့တန္တာချိုကညီရင်ဝေးကြီးဘေးမှာဝင်ထိုင်သည်ညက်လေငါ့ကို အားမနာနဲ့ငါကအေးစစ်စစ်ပါရတယ်ငါခဏနားအောင်မယ်ကျန်တာတွေကကိုဖောက်တယ်တွေကိစ္စမရှိပါဘူး ိုတစ်ဖွဲ့သာအရေးကြီးလောက်ရမှာကိုလှုပ်ပေးလိုက်တာဘလို့ဖြစ်တာလဲဒီလောက်သပင်တူတူလေးနဲ့ကိုဒီအရွယ်ကြီးနဲ့ကောက်နေတယ်စောစောကအမျိုးသမီးကိုမကျေနပ်စိတ်ဖြင့်ဝေကြီးပြောလိုက်သည်သူခမညာဘယ်ကောက်ရှင်ပါမလဲဝေကြီးရဲ့တကယ်တော့အဲ့ဒီအမျိုးသမီးကသပင်အရှိကြီးတဲ့သူ့ယောက်ျားလေဖြတ်သွားလို့စိတ်ကုစရာမရှိလို့သမီးတွေရောသူရောသပင်ဖြတ်ရောင်းလိုက်တာ၄တောင်းကျော်ရတယ်တဲ့ ။ဒါနဲ့ယောက်ျားကိုဆေးသွင်းပေးပြီးသူ့ယောက်ျားသိရင်စိတ်မကောင်းပါဆိုလို့သဘင်ကိုလှကျင်လို့ဖျက်တဲ့ပုံစံမျိုးလောက်လာလို့တာ။ဟုတ်တော့ဝင်းကြီးပါဇက်အဟောင်းသားဖြစ်သွားသည်။သူကပြောသွားသေးတယ်။သူယောက်ျားကတမီးတွေရောသူရောသဖင်ညက်တာလုံးဝမကြိုက်ဘူးတဲ့အခုဆို သူနေမကောင်းမှလှကျင်ရမလားဆိုပြီးတာသမီးတွေတွေကို ပြောအောင်ဆိုအောင်ပါတဲ့အမှန်တိုင်းပြောပြန်တော့ရင်လေစိတ်မကောင်းဖြစ်အောင်ပါလေ ူကံများသဘင်သာလုံနေရတယ်မျက်ရည်ဆက်လန်းအဲ့ဒါကြောင့်သဘင်ညက်ခတာဆေးဖို့ပဲယူလိုက်တာဩဝေကြီးအော်တန်ကတန်ချေဆွဲသွားသည်ကဲဘလို့လဲအဖျားတော်ထားလောက်တိလိုက်ရမလားဝေကြီးရင်ထဲမှာထိတ်ခနဲဖြစ်သွားသည်သဘင်တွေကိုသဘင်တွေကိုမကြည့်လိုက်တော့ခွေခွေနွဲ့နဲ့နဲ့လေးလေးပင်ပင် ရှိလာသည်ဒါကိုနဲမှာမဟုတ်ခုနေတော့ဒါစားပေါ့ ေးလေတချိန်ချိန်မှာဝေးရီလဲဒီစပင်နဲ့အဖွားအတွက်တခုခုလှုပ်ပေးနိုင်ကောင်းရဲ့မပြောကောင်းမဆိုကောင်းကိုအတွေးကိုဝေးရီအံ့ဩသွားသည်ဒီလိုလှုပ်ပါလားဝေးရီနင်းစပင်ချင်းကိုစပင်ကြီးကိုရောင်းပြီးနင်းအဖွားအတွက်ဝါဆိုတင်ကန်းဖြစ်ဖြစ်ကတ်လိုက်ပါလားနင်းလဲစပင်အတူထားရတာပေါ့ကောင်းကငင်ကပြောလိုက်တော့တန်နာစကားကြောင့်ဝေးရီတွေ့ဝေသွားသည်အေးဟုတ်တယ်နော်စပင်တွေကိုစောက်ကန်ရင်ဝေးရီစဉ်းစားနေသည် ထိုခန္ဓာဆရာတော်စကားကိုကြားရောင်မိသည်အလိုဒါနဆိုတာစိတ်ကလေးကြည်လင်ပြီးပီတိလေးနဲ့အဖန်ဖန်ပွားများပြီးလှူမှကုသိုလ်ပိုရတာအဖွာအမျက်တနိုးရှိရတဲ့ဒီစပင်တွေကိုရောင်ပြီးလှူတဲ့အလိုကို အဖွာကြည်ပြူပါမလားမသိဒါလည်းစပင်ဆုံးရှုံးရတာအဖတ်တင်တော့မီဝေရီစိတ်ဒုံဒုံချလိုက်သည်တော်ပြီအဖျားလည်းမတိတော့ဘူးတန်တာငါအဖွာကိုစီးယုံလိုက်အောင်မယ်သူကျင်တတ်တယ်ဆိုရင်ငါပတ်ဆံရော ိုးစတူကြီးရောရောင်မီအဖွားအတွက်ကုသိုလ်လုပ်ပေးမယ်နော်အေးဒါလည်းကောင်းတယ်ပြောလို့သာပြောရအဖွားကသဘောတူပါမလားမသိတခါတလေတော့လေလူကြီးတွေကခလေးတွေထက်တယူတန်တစိုးထိုးဆန်လာသည်ဝေရီစီယုံရအောင်မယ်ဗောဟုတ်ကဲ့ပါခင်ဗျာဝေထုတို့လေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှအချိန်မီပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြပါတော့ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပြင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိန်တပါးရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ